ဆုံးအမတ်တရတော့အမေပေါ့နော်အမေကမရှိတော့ဘူးဆိုတော့လေအဲ့ဒီဟာလေးကတော့မြတ်တူအမတ်တရဖြစ်တယ်ဟိုဒီလုပ်ငန်းလေးကိုလည်းလုပ်ဖြစ်ခဲ့တယ်ဆိုတာကလည်းတချို့အကြောင်းအရာတွေကကြတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေလေးနဲ့မြတ်တူနုပညာအလုပ်တွေမလုပ်ကြတော့ဘူးဆိုတဲ့အချိန်မှာကိုယ်ဘာစီးပွားရေးလေးလုပ်မလဲအဲ့လုပ်တဲ့ကိုယ်ပိုင်ငွေလေးနဲ့မိဘကိုထောက်ပံ့မယ်ကိုယ့်ရဲ့ဝန်ကျင်ကိုထောက်ပံ့မယ်ကိုလူချင်းတန်းကျင်တဲ့ဟာလေးလုပ်ချင်တယ်ပေါ့နော်အဲ့တော့အမေရှိတဲ့အချိန်မှာ တမင်စခဲ့လိုက်တယ်ဆိုတော့အဲ့ရနေရတဲ့အကျိုးမြတ်အားဖြင့်အမေကုသိုလ်ပြုခြင်းနဲ့အမေလည်းအလိုလိုလှူသွားစေခြင်းနဲ့ဆိုပြီးတော့စစခဲ့တာပေါ့နော်အခုကိုဒီကထားတဲ့အမေကမရှိတော့ဘူးဆိုတော့ကိုတွက်ကတော့လုံးဝအမှန်တရားတော့ဖြစ်တယ်အဲ့လိုမျိုးအမေပျော်ပြီးပြုံးပြီးတော့မှဘုံယူစေခြင်းလို့လည်းပူကျိုးစခဲ့ရပါတော့ငငယ်တုန်းကမပြေဆုံးတဲ့မိသားစုဖြစ်တဲ့အတွက်ကြောင့် ဟိုကိုကိုရဲ့အဲကျူးစားမှုတိုင်းကိုကိုကိုကြောင့်မလို့မိဘတွေခုန်တက်စေချင်ခဲ့တာဆိုတော့လေအဓိကအမေပေါ့အဲဆိုတော့အမေအများကြီးပြင်ပိုင်းခဲ့တာဆိုတော့ဟိုအကိုကတော့သူအများကြီးပတ်မှုပေးပါတယ်အခုဒီလုပ်ငန်းဆိုရင်လည်းဒါဟိုအကိုပတ်မှုပေးလို့ဒါမျိုးသူလုပ်ခွင့်ရတာပေါ့နော်မျိုးသူလေ့လာခြင်းနဲ့ကျူးစားခြင်းနဲ့ဒါပေမဲ့နောက်ကပတ်မှုပေးတဲ့သူမရှိဆိုရင်လည်းအဆင်မပြေဘူးပေါ့နော်ပတ်မှုပေးတဲ့သူရှိပြီးတော့ကိုမကျူးစားရင်လည်းအဆင်မပြေဘူးဆိုတော့နှစ်ဦးနဲ့ရောက်တာညနှိုင်းတိုင်ပြီးတော့ဒီလုပ်လေးတစ်ခုကို ဟိုရေမြုံကြည်ကြည်နဲ့ကိုယ့်ကိုလှုပ်ခွင့်ပေးတယ်ကိုလည်းအကောင်းဆုံးကြိုးစားရပေါ့နော်နောက်တစ်ခုကအကိုကမြေသူကမြေသူပေါ်မှာကောင်းတာထက်ကိုမြေသူအမေပေါ်မှာအများကြီးကောင်းမိခဲ့တယ်ကဲတင်ပြီးခဲ့တယ်ဆေးရီကူပေးခဲ့တယ်အမေကကံပါတလောက်နေသွားတယ်ဆိုပေမဲ့မြေသူတို့အမေဖြစ်ချင်တာလေးမှန်တယ်များအကုန်လုံးကိုလှုပ်ပေးခွင့်ရခဲ့ပေါ့နော်အဲ့ဂျေဆုတွေလည်းရှိရဲဆိုတော့လေပို့ပြီးတော့ဂျေဆုတင်တာ ဒါမှမင်းတို့ကလေဟိုအမတ်တရားလေးလည်းဖြစ်သွားစေချင်တာရဲ့ဟိုမင်းတို့ဆိုင်ဖွင့်မွေးကိုလည်းငကိုတော့နဲ့အကိုကဟိုအမတ်တရားအနေနဲ့မင်းတို့မွေးနေမှာဖွင့်ပေးချင်တယ်ဆိုရင်သူစိတ်ကူးလေးလည်းရှိတော့လေမင်းတို့လှုပ်လိုက်တာပါရှင်ဟုတ်ကြီးမဆိုးအမတ်တရားတော့အမေပေါ့နော်အမေကမရှိတော့ဘူးဆိုတော့လေအဲ့ဒီဟာလေးကတော့မင်းတို့အမတ်တရားဖြစ်တယ်ဟိုဒီလုပ်ငန်းလေးကိုလည်းလုပ်ဖြစ်ခဲ့တယ်ဆိုတာကလည်းတချို့အเจ้าများတွေကကြတော့ကိုယ့်ရဲ့ကိုယ်ပိုင်ငွေလေးနဲ့ သူတို့ဥပညာအလုပ်တွေမလုံးကြတော့ဘူးဆိုတဲ့အချိန်မှာကိုဗာစီဝါရေးလေးလုပ်မယ်အဲလုပ်တဲ့ကိုပိုင်ငွေလေးနဲ့မိဘကိုထောက်ပံ့မယ်ကိုရဲ့ဝင်းချင်ကိုထောက်ပံ့မယ်ကိုလူချင်းတန်းကျင်တဲ့ဟာလေးလုပ်ချင်တယ်ပေါ့နော်အဲ့တော့အမေရှိတဲ့အချိန်မှာတမင်ဆခဲလိုက်တယ်ဆိုတော့အဲ့ရနေရတဲ့အကျိုးမြတ်အားဖြင့်အမေကိုကုသိုလ်ပြုချင်တယ်အမေလည်းအလိုလိုလုပ်သွားစေချင်တယ်ဆိုပြီးတော့ဆဆခဲ့တာပေါ့နော်အခုကိုအဓိကထားတဲ့အမေကမရှိတော့ဘူးဆိုတော့ကိုတွက်ကတော့လုံးဝအမှန်တရားတော့ဖြစ်တယ်အဲဒါပေမဲ့လူကတော့ မင်းတို့ဒီလိုပဲတွေးကြ၊စုံကြ၊ကြုံကြ၊ခွဲကြ၊ခွာကြပါเนาะအဲ့လိုမျိုးဆိုတော့အခုတော့တတ်နိုင်သလားကိုယ့်ဘာကိုလုပ်ပဲပြေကျိုးစားတဲ့အာရုံကိုစိုက်တယ်ပြီးရင်တော့ဇလံတွဲလေးတွေပြန်ဖြူလဲရှိရပါเนาะအဲ့ရလေးလည်းပြင်ဆင်တယ်နောက်ထပ်ဒီအလုပ်ပြန်ဘူးတဲ့ချီတဲ့လုပ်ငန်းလေးလည်းထပ်လုပ်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့တို့ကိုလည်းနည်းနည်းပြင်ဆင်နေပါရဲ့ရှင်အဲ့လိုမျိုးအမေပျော်ပြီးပြုံးပြီးတော့မှဘုံယူစီကျွန်တော်လည်းပို့ကျူးစားခဲ့ရပါတော့ငငယ်တုန်းကမပြည့်စုံတဲ့မိသားစုဖြစ်တဲ့အတွက်ကြောင့် ဟိုကိုကိုရဲ့အဲကြိုးစားမှုတိုင်းကိုကိုကိုကြောင့်မလို့မိဘတွေခုန်တက်စေချင်ခဲ့တာဆိုတော့လေအဓိကအမေပေါ့အဲဆိုတော့အမေကအများကြီးပြင်ပန်းခဲ့တာဆိုတော့ဟိုအကိုကတော့သူအများကြီးပတ်မှုပေးပါတယ်အခုဒီလုပ်ငန်းဆိုရင်လည်းဒါဟိုအကိုပတ်မှုပေးလို့ဒါမျိုးသူလုပ်ခွင့်ရတာပေါ့နော်မျိုးသူလေ့လာချင်တယ်ကြိုးစားချင်တယ်ဒါပေမဲ့နောက်ကပတ်မှုပေးတဲ့သူမရှိဆိုရင်လည်းအဆင်မပြေဘူးပေါ့နော်ပတ်မှုပေးတဲ့သူရှိပြီးတော့ကိုမကြိုးစားရင်လည်းအဆင်မပြေဘူးဆိုတော့နှစ်ဦးနဲ့ရောက်တာညနှိုင်းတိုင်ပြီးတော့ဒီလုပ်လေးတစ်ခုကို ဟိုရေမြုံကြည်ကြည်နဲ့ကိုယ့်ကိုလှုပ်ခွင့်ပေးတယ်ကိုယ်လည်းအကောင်းဆုံးကြိုးစားပေါ့နော်နောက်တစ်ခုကအကိုကမြေသူကမြေသူပေါ်မှာကောင်းတာထက်ကိုမြေသူအမေပေါ်မှာအများကြီးကောင်းမိခဲ့တယ်ကေတင်ပြီးခဲ့တယ်ဆေးရီကူပေးခဲ့တယ်အမေကကံပါတလောက်နေသွားတယ်ဆိုပေမဲ့မြေသူတို့အမေဖြစ်ချင်တာလေးမှန်တယ်များအကုန်လုံးကိုလှုပ်ပေးခွင့်ရခဲ့ပေါ့နော်အဲ့ဂျေဆုတွေလည်းရှိတယ်ဆိုတော့လေပို့ပြီးတော့ဂျေဆုတင်တာပေါ့ အမေမရှိတော့ဘူးဆိုတဲ့အချိန်မှာကျတော့လေစိတ်ထဲမှာပေါ့နော်တခြားဆွေမျိုးသားချင်းတွေဘယ်လောက်ပဲရှိရှိတခြားညီကိုမနှမတွေဘယ်လောက်ပဲရှိရှိကိုကအမေနဲ့ပဲလက်ပုံးတနည်းနေခဲ့ပြီးတော့အမေတို့ကိုပဲအများကြီးပူချိခဲ့တာဆိုတော့လေမရှိတော့ဘူးဆိုတဲ့အချိန်မှာကိုကိုတယောက်တည်းဖြစ်သွားဆိုခံစားချက်ကအခုချိန်ထိဝင်နေတော့မယ်အဲ့တော့ဟိုစိတ်တက်ကြရလေးလည်းရှိတယ်စိတ်အဆင်မပြေရမျိုးတွေလည်းရှိတယ်အဲ့လိုအချိန်မျိုးတွေမှာ ဟိုပေးရနေပြီးတော့မှတက်နေသလားဟိုအပေးတဲ့အတွက်ကြောင့်မလို့ဒီလောက်ကြီးပြန်ရက်တည်နေတာပေါ့နော်ဒါဆိုအမေမရှိတော့ဆိုချင်မှာဘဝမှာဘာမှဆုံးရှုံးကြလည်းမရှိတော့ဘူးဒီထက်ပိုပြီးဘာမှဆုံးရှုံးကြမရှိတော့ဒီထက်ပိုကဘာမှလောက်ဆံမရှိတော့ကိုကြိုးစားခဲ့တဲ့မြောက်ဒီကိုဒက်ဆိုတာကိုမိပါတော့တွေးခဲ့ရဆိုတော့အဲ့ကိုတွေးပေးခဲ့တဲ့လူမှမရှိတော့ဘူးဆိုရင်ငါဘာလို့ဆက်လုပ်နေရမှာလဲဆိုရဲအတွေးမျိုးလေးတွေဝင်နေပေါ့နော်ဝင်နေအဲ့လိုမျိုးအခြေမျိုးမှာကိုကအများကြီး ပြန်ပြီးတော့မှဒီဆောင်နိုင်မှုအတွက်ကိုသူအများကြီးပြီးခဲ့ပါတယ်။ပြီးရင်ဆုံးဖြတ်ချက်လေးတွေကိုပို့ပြီးတော့မှန်ကန်မှုအတွက်ကိုဘေးကနေပြီးတော့ပြပြပြီးခဲ့တယ်။အဲ့အတွက်ကြောင့်လည်းဆက်လက်ရွေးတွေပြန်ရိုက်မယ်။ကိုစုပါကြီးကိုဆက်လုပ်မယ်။နောက်တဲ့အလုပ်တွေထပ်ပြီးတိုးလုပ်မယ်။အဲ့အရာနေရတဲ့ကုတူတွေနဲ့ပဲအမေကိုရည်စူးပြီးကုတူလုံးမယ်ပြီးတော့ကို့အမေရွယ်အမေတွေအဖေတွေညီကိုမောင်နှမတွေ ဒါဟိုတွေးသားတော်ဆက်မှာမဟုတ်ဘူးပေါ့နော်လိုအပ်တဲ့သူတွေကိုဖြည့်ပေးနိုင်တယ်ကွက်လက်လေးတွေဖြည့်ပေးနိုင်တယ်သူဖြည့်ချင်တယ်ပေါ့နော်ဒါကိုနိုင်တယ်လောက်ပေါ့ကိုနိုင်နေဝင်နေတယ်ဒါမျိုးရှိရသူလည်းဖြည့်ချင်တယ်အဲ့အတွက်ကြောင့်ပို့ပြီးတော့ကိုကိုပြန်ရက်တည်လို့အဲ့လိုကြီးတော့အရင်ပြောတာတော့မရှိပါဘူးဆိုတော့ကိုစူးစားတယ်စူးစားတဲ့အလျောက်ကိုလည်းအားပေးကြတယ်ရှိတဲ့အတွက်ကြောင့်မလို့စိတ်ချမ်းသာတယ်ပြီးရင်ဒါလေးကအစပဲရှိသေးတယ်မြေသူအများကြီးပို့စူးစားအောင်ပါ မင်းတို့2ယောက်ကဟိုလုံးဝဟိုဘယ်လိုပြောမလဲ accident အကြီးလဲကြုံမှုတယ်လေ2ယောက်လေမတည်လို့ဒါဒါပြန်တွေ့ကြတာပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာည2ယောက်စလုံးမရှိတော့ဘူးဆိုရင်မင်းတို့ပိုင်ဆိုင်သမျှဆိုလည်းအလကားပဲဟိုကိုယ်တိနေတယ်ဆိုရယ်ကြော်ကြောင်းမှုတွေကလည်းအလကားပဲအဲ့တော့တီးပြီးနောက်ပိုင်းမှာ2ယောက်ကရှီတုံးလူမယ်ဆိုရယ်စိတ်ပေါ့နော်ရှီတုံးဆိုတဲ့အချိန်မှာကိုယ်အသက်ရှီတုံးလဲပါတယ်လို့ကိုယ်ပတ်ဆိုင်ရှီတုံးလဲပါတယ်အဲ့လိုလှုပ်ခွင့်ရှိနေတော့ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုတွေးပြီးတော့2ယောက်ကတော့လှူခြင်းလို့လဲရှာတယ် အဲရှာပြီးတော့လည်းလှူပဲအဲလူလောကထဲမှာရှင်သန်ရက်တွေဘိုးအတွက်ကိုလည်းသူတို့ပို့ပြီးတော့ပေါ့နော်လုတ်တွေလုတ်ပြီးစူးစမ်းပြီးတော့ဒီတိုင်းပဲဖြတ်တန်းနေကြတော့နှစ်ယောက်ရဲ့စိတ်ကဟိုကြုံရတဲ့ဟာလေးတွေကအတူတူရှိကြတာဆိုတော့လေစိတ်ကဟို မိကရရွယ်နေအောင်ဆုံးတူတူအဲ့စိတ်လေးဖြစ်သွားကြတယ်။ပြီးရရွေးရှင်းပါတယ်ကိုဆိုင်ထက်မြက်နဲ့မမြက်တူတူဆိုတော့နှစ်ယောက်ပါပြီးထက်မြက်တူဆိုရင်နာမည်လေးပဲဒါနှစ်ယောက်စိတ်ကူးနဲ့ပဲပေးလိုက်တာပါရှင့်။ဟိုထူးထူးထွတ်တွေတော့တခြားတော့မဟုတ်ပါဘူး။မြက်တူနှစ်ယောက်စူးစမ်းထားလေးဆိုတော့လေသူသူကတော့အင်အောင်စီလေးဖြစ်တဲ့အခါကျတော့သူစီကထက်မြက်ကိုယူလိုက်တယ်ကိုစီမမြက်တူပေါ့ဆိုတော့ နဲ့ရပေါင်းလိုက်တော့ထမြက်သူဖြစ်သွားတော့ဟုတ်ကဲ့အရင်တော့ကျတော့ထမြက်ရေဒနာဆိုတဲ့နာမည်လေးကိုမြေသူစဉ်းစားရပေါ့နော်ဘာဆိုတော့ဟိုသူ့နာမည်ကထပ်ပါမယ်ကို့နာမည်ကမြက်ပါမယ်ပြီးရေနာလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်ရေဒနာဆိုတာလေးစဉ်းစားလိုက်တာပေါ့နော်ဒါပေမဲ့ပြီးတော့တခြားအကြောင်းအကြောင်းလေးတွေရမြေသူတို့တခြားကိစ္စလေးတွေရဒီလုပ်ငန်းလိုင်းစီ အကုန်လုံးပြန်ပြီးတော့အစီအပြေဟိုဘယ်လိုပြောမလဲပြန်ပြီးစီစစ်လိုက်တဲ့အချိန်မှာကျတော့ထက်မြက်သူနေရအကုန်လုံးကတိဖြစ်သွားပါဘောနော်တက်နိုင်တလားပေါ့နော်ကိုလည်းဟိုလေ့လာတာပေါ့နော်ဒါဆိုတော့ကိုထက်ကိုပို့ပြီးတော့မှအာပစ္စည်းတွေကိုခံထားပြီးတော့ပြနိုင်တဲ့စိုင်ကြီးတွေနှစ်ကိုဆယ်နဲ့ချီပြီးတော့ရက်တည်နေတဲ့စိုင်ကြီးတွေဆိုတာအများကြီးရှိတယ်မြို့သူကိုအားပေးကြတယ်ချစ်ကြတယ်အဲ့အတွက်ကြောင့်မလို့ဒါမြို့သူလည်းဒီမှာကိုပါကိုလေးဒါလို့ကိုအတွက်ကိုပေါ့နော်တက်နိုင်တဲ့ဘိုင်စူးစားခွင့်လေးရနေတာပေါ့နော်အဲ့တော့ကိုအနေနဲ့က ဟာဘာကိုအာသာချက်အနေနဲ့လုပ်မလဲဆိုတော့ကိုယ့်ချစ်တဲ့သူတွေအတွက်ကိုကကိုယ့်ရဲ့ကိုယ်ပိုင်ဒီဇိုင်းလေးတွေကိုလုပ်ပေးခြင်းနဲ့ customize အနေနဲ့တချို့ကဒီဇိုင်းဆွဲခိုင်းတာလေးဆိုရင်မသူဆွဲပေးတယ်ပြီးရင်ဟိုဒီစိတ်နေဆိုလို့ရှိရင်လည်း quality ကောင်းကောင်းလေးတုံးပေးတယ်ရည်သွေးလေးတစ်ခုမှထားထားပြီးတော့ပေါ့နော်ကိုယ့်ချစ်ပေးတဲ့သူတွေကဒီပစ္စည်းလေးတစ်ခုကိုအဲ့လိုမျက်နှာဦးစိတ်လေးနဲ့ဒါချစ်တဲ့စိတ်ကလေးနဲ့ဝယ်ယူအားပေးတဲ့အချိန်မှာအရေးမမှားရအောင်ပေါ့နော်အဲ့ဒါလေးတော့တတ်နိုင်တယ်လို့ယူဆထားပါတယ်